Hello မင်္ဂလာခင်ကျွန်တော်ဒီနေ့ပြောပြသွားမယ်တော့ဒီ Facebook account အကြောင်းဖြစ်ပါတယ်ဒီ Facebook account ကရထားတဲ့ Facebook က Facebook ကသူ့ရဲ့ brand ထဲကိုမလွဲလာသေးဘူးပေါ့နော်။ဘာကြောင့်မလွဲလာလဲဆိုပြီးဒီ video မှာအလုံးအသေးစိတ်ကျွန်တော်ပြောပြရှင်းပြပေးမယ်။အဲ့အတွက်ဒီမှာတစ်ချက်ကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ account owner ရထားတဲ့ Facebook ကဒေါ်လာ2926ဒေါ်လာရထားတယ်ဒါပေမဲ့သူ့ရဲ့ bank account ထဲကိုတော်တော် bank account ထဲတော့မလာသေးဘူးပေါ့နော်။ဘာကြောင့်မလာလဲဆိုတော့ကျွန်တော်တို့တစ်ချက်ကြည့်မှာဆိုလို့ရှိရင်သူစာဒီ profile aware ဖြစ်နေတယ်။ဘာကြောင့်ဖြစ်လဲဆိုတော့တစ်ချက်ကြည့်မှာဆိုရင် monitoring အပိုင်းမှာလည်း suspended ဖြစ်နေပေါ့နော်။အဲ့အတွက်ကျွန်တော်ဒီဥစ္စာတစ်ချက်နေပြီးတော့မယ်။ဒီဥစ္စာ aware နဲ့အစင်းအောင်လုပ်အောင်ဘယ်လိုလုပ်ဆောင်သွားရမလဲဆိုပြီးနောက်တစ်ခုဗီဒီယိုမှာကျွန်တော်ပြောပြရှင်းပြပေးမယ်။အရင်ဆုံးကျွန်တော်ပြောပြရှင်းပြပေးမှာတော့ကျွန်တော်တို့ဒီ suspended ဖြစ်တဲ့ဥစ္စာပေါ့နော်။ monitoring အပိုင်း suspended ဖြစ်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြပေးမယ်။ ကျွန်တော်ဒီဥစ္စာဆိုရင်ငွေအမောက်ဆိုတော့ဥစ္စာ2000ကျော်ငွေအမောက်ဆိုတော့နဲတာမဟုတ်ပါဘူးခင်ဗျာနော်ဒီမှာဒေါ်လာ2900ဆိုတော့3000ဆိုရင်နဲတဲ့အမောက်မဟုတ်ဒီအမောက်ကိုကျွန်တော်ပြန်ရအောင်ဘယ်လိုလှုပ်ဆောင်သွားမလဲဆိုမှဒီဗီဒီယိုမှာကျွန်တော်ပြောပြသွားမယ်ဖြစ်ပါတယ်အဲ့တွက်ဒီမှာတစ်ချက်ကြည့်မှာဆိုရင်သူ့ရဲ့ဥစ္စာမှာမွားရှိအပိုင်းကလုံးဝ suspended ဖြစ်ပြီးလုံးဝကျနေပါတော့နော်အဲ့တွက်ကျွန်တော်ဒီဥစ္စာတစ်ချက်နေပြီးတော့လိုက်မယ် review content ပါနော် ပြီးကျွန်တော် corporate limit ကိုကျွန်တော်တစ်ချက်နေပြီးသွားမှာလေသူကဒီ copy debt ပုံနဲ့ပတ်သက်ပြီးတင်ပြီးသွားမှာပြောမယ်ဆိုရင်သူများ page ကတက်ပုံအလွယ်တကူ download ဆွဲပြီးသူများ page ကစာသားတွေကိုအလွယ်တကူ download ဆွဲပြီးသူ page မှာတင်ပြီးသွားတဲ့ချိန်မှာသူတို့ဘက်ကနေ report ပေးလိုက်တယ် Facebook ကနေ copy ဒီ violation ဖြစ်တဲ့ဆိုမှ strike ပေးလိုက်တဲ့အချိန်မှာသူရဲ့ဥစ္စာ monitoring အပိုင်းမှာလည်းတခါလဲ suspended ဖြစ်ပြီးသွားတဲ့အတွက်ကြောင့်ဒီဥစ္စာကျွန်တော်တို့ဖြည့်ရှင်းဖို့ရှင်းနေပတ်သက်ပြီးဒီ video မှာကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်အဲ့အတွက်ကျွန်တော်ဒီ accuracy option တစ်ချက်နေပြီးသွားလိုက်ပါမယ်ဒီမှာ တစ်ချက်ကြည့်မယ်ဒီပုံစံလေးပေါ်တဲ့ခဲ့စဉ်ကျွန်တော် submit and affiliate ဆိုပြီးရှိရဒါမှမဟုတ်ကျွန်တော်ဒီမှာဆိုရင် email တစ်ဆင့်ကျွန်တော် report တွားတင်လို့ရလေအဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်ဒီ submit affiliate ဒီကနေ့တစ်ဆင့်တော်လို့ရအောင်အဲ့တော့ကျွန်တော်ဒီ user တစ်ချက်နေမယ်ဒီမှာဒီသူများစီက copy ကူလာစာသားနဲ့ပတ်သက်ပြီးတော့ corporate ဖြစ်တဲ့အတွက်ကျွန်တော်ဒီနေရာနဲ့ကျွန်တော် request view တင်ပြီးသွားမယ်အဲ့အတွက်ကျွန်တော်ကျွန်တော်ရဲ့ page name တစ်ချက်ရေးပြီးထပ်သွားမယ်အဲ့အတွက်ကျွန်တော်အဲ့တော့ကျွန်တော်ရဲ့ Facebook account name ရေးပြီးထည့်သွားမယ်အတွက်ကျွန်တော်ရဲ့ Facebook account name တစ်ချက် copy ပူးလိုက်ပါမယ် ပြီးရင်ကျွန်တော်ဒီအပေါ်ဆုံးမှာကျွန်တော်တစ်ချက်ထည့်မယ်ပြီးလို့ရှိရင်လက်ရှိကျွန်တော်သုံးနေတဲ့ email ကျွန်တော်ထည့်သွားမယ်အတွက်ကြောင့်မို့လောလောဆယ်ကျွန်တော်ရဲ့ email ပဲကျွန်တော်ထည့်သွားပေးမယ်အတွက်ကြောင့်မို့ဒီဘက်တစ်ချက်လာမယ် email တစ်ချက်နေမယ်ကျွန်တော်ရဲ့ email ပဲကျွန်တော်တစ်ချက်ထည့်မယ်ဒီ Facebook က refresh လာလို့ရှိရင်ကျွန်တော်လာအောင်ပေါ့နော်ကျွန်တော်ကျွန်တော်ဒီ user service scan လေးဆိုတော့ကျွန်တော်လာအောင်ဆိုကျွန်တော်တစ်ချက်ထည့်မယ်ပြီးရင်ဒီ user တစ်ချက်နေမယ်ကျွန်တော်ဒီ user တစ်ချက်နေမယ်ပြီးလို့ရှိရင်လည်းကျွန်တော်ဒီမှာဆင်တော့ကျွန်တော်ရဲ့ Facebook account link ကိုကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ် ပြီးကျွန်တော်အချက် page လုပ်မယ်နောက်တစ်ခုကျတော့အော်ကျွန်တော်ဒီအပေါ်မှာ page လုပ်မှာပေါ့နော်ဒီလိုဆိုကျွန်တော်မားတော့တယ်ပြန်ဖြတ်မယ်ဒီအပေါ်မှာ page လုပ်ထည့်ပြီးပြီးရင်တော့ကျွန်တော်တို့ request view တင်ရမယ်စာသားပေါ့နော်ကျွန်တော်ဒီမှာဆိုရင်စာသားအစင်းသင်းလုပ်ပြီးထားထားတယ်ဒီစာသားလေး copy ကူပြီးထည့်မယ် profile link ပါ냐အားလုံးထည့်မယ်နော်ပြီးတော့ကျွန်တော်ဒီမှာ share page လုပ်မယ် page လုပ်ထည့်ပြီးတော့ခဲ့ပြီဆိုဒီဖက်တစ်ချက်ပြန်သွားပြီးမှကျွန်တော်ဒီအဲဒီဖက်တစ်ချက်ပြန်နေမယ် profile status ချက်တော့မယ်ပြီးရင်ကျွန်တော်ဒီ monitoring assessment တက်ချက်တော့မယ်ဒီဥစားလေးကို second shot ဆွဲပြီးမှကျွန်တော်လက်ချက်ထည့်လိုက်ပါမယ်အဲ့တော့ကျွန်တော် snap tool တစ်ခုနဲ့ကျွန်တော် second shot ဆွဲလိုက်ပါမယ်ကျွန်တော်တို့ဒီ second shot ဆွဲတဲ့ခါမှာကျွန်တော်ဒီအပေါ်ကနာမည်ပေါ့တခါတည်း second shot ဆွဲပါခင်ဗျာနော်တချို့ကြတော့ဖြစ်လို့လုတ်ပြီးတော့လည်းနောက်ပိုင်းကျရင်မရဘူးဆိုရင်မှကျွန်တော်ချက်ဖို့တစင်လာပြောတဲ့လူတွေများတယ်အဲ့တော့ကြောင့်ပေါ့နော် okay ပြီးလို့ရှိရင်တော့ဒီနေရာတစ်ချက်ပြန်သွားပြီးမှဒီဥစားလေးတစ်ချက်ပြန်နေမယ်ပြီးရင်အခုနောက်ကျွန်တော် second shot ဆွဲလိုက်တော့ဆက်ယူထင်မယ် သေပြီးတော့ခဲ့ပြီစင်တဲ့ကျွန်တော်ဒီရက်နဲ့တစ်ချက် submit နေပြီးမှသွားလိုက်ပါမယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်အခုနထည့်လိုက်တဲ့ email မှာကုတ်ကြမယ်အတွက်ကြောင့်ကျွန်တော်ရဲ့ email ကျွန်တော် share ဖွင့်လိုက်ပါမယ်ဖွင့်ပြီးစင်ဒီဖက်မှာ refresh တစ်ချက်နေပြီးတော့မယ်ကျွန်တော်ဒီမှာကုတ်ကြလာခဲ့ပြီစင်တော့ဒီကုတ်လေးကိုကျွန်တော်တစ်ချက် copy ပို့လိုက်ပါမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာတစ်ချက် verify လုပ်ဖို့အတွက်ကုတ်ထည့်ပြီးမှအောက်ခံတဲ့ conference နေပြီးတော့မယ်စင်ကျွန်တော်ဒီမှာနောက်တစ်ချိန်ကျွန်တော်ဒီဥစ္စာကို I'm not robot to verify လို့ပြီးသွားမယ် traffic light ကိုကျွန်တော်တစ်ချက်ရွေးပြီးမှသွားလိုက်ပါမယ်ပြီးရင်အောက်ကနေ submit နေပြီးသွားလိုက်မယ်ဆိုရင်ကျွန်တော်ဒီနေရာမှာအချိန်ခဏလေးစောင့်ပါနော်ဒီပုံစံအတိုင်းလုပ်ပြီးသွားရပါမယ်နော်ဒါမှမဟုတ် ပေါ်လို့ရှိရင်တော့ကျွန်တော်တို့ဒီငွေတွေအလကားတက်တက်ဖြစ်မယ်အခုချိန်မှာငွေစည်းအတက်အကျဖြစ်နေတော့ကျွန်တော်တို့ဒေါ်လာ3000ဆိုတော့စနေတဲ့အမောင်မဟုတ်ဘူးဒီပေါ်စတိုင်းလုပ်ပြီးတောင်းမယ်ဆိုဒီဥစ္စာအားလုံးဝင်ပြီးလာမယ်ဒါပေမဲ့လှုပ်ဆောင်ရမယ့် process တွေအများကြီးရှိသေးတဲ့အတွက်ကြောင့်မို့ step by step သွားရပါမယ်ဒါကြောင့်ပထမ step အနေနဲ့ဒီမှာ from semi successfully ဖြစ်သွားခဲ့တဲ့အတွက်ကြောင့်မို့ဒီဥစ္စာတစ်ချက် okay နေလိုက်မယ်ဒီဒီဖက်တစ်ချက်ပြန်သွားမယ်ဒီဖက်တစ်ချက်ပြန်လာမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်တော့ gift ဖက်တစ်ချက်နေမှာကျွန်တော်ဒီ user တစ်ချက်နေမယ် ပြင်ချန် deals allow တစ်ချက်နေပြီးတောင်းမယ်ဆိုရင်ကျွန်တော်ဒီမှာ request တပြုတ်တင်ရမယ်ဒီစာသားလေးပဲပြန် copy ကူးမယ်နော်အပေါ်မှာ page load ထည့်မယ် page load ထည့်ပြီးဆိုရင်ကျွန်တော်တို့ဒီနေရာမှာစိတ်တရယူလို့သွားလိုက်ရပါတယ်ကျွန်တော် account and center ဆိုကျွန်တော်တစ်ချက်ယူလိုက်တယ်ကျွန်တော်ဒီ user တစ်ချက်ဖြတ်ပြီးမှကျွန်တော်ဒီနေရာမှာ ကျွန်တော်ရဲ့ဖြစ်နေတဲ့ error အတန်းနဲ့ပတ်သက်ပြီး second shot လေးကျွန်တော်တစ်ချက်ထည့်လိုက်ပါမယ်ခင်ဗျာနော်ပြီးလို့ရှိရင်တော့ကျွန်တော်ဒီကနေအောက်ကနေ submit report ကိုတစ်ချက်နှိပ်ပြီးတွားလိုက်ပါမယ်ဒီ setup ပြီးသွားခဲ့ပြီဆိုရင်တော့ now now တက် setup လေးအများကြီးလောက်ဆက်ရှိရဲ့ video တစ်ဆက်တည်းသွားမယ်ဆိုရင်ကြာမယ်အတွက်ကြောင့်မို့ဒီဥစားဒီပထမအနေနဲ့ request view တင်လို့ပြီးသွားခဲ့ပြီဆိုရင်တော့ဒီ page မှာဖြစ်နေတဲ့အမားနဲ့ပတ်သက်ပြီးအားလုံး clear ကြီးလောက်ပြီးကျွန်တော်တို့တွားရပါမယ်ဘယ်လိုမျိုးလုံဆောင်တွားရမလဲဘယ်လိုမျိုး clear ကြီးလောက်တွားရမလဲဆိုကျွန်တော်တို့ချက်ပြပေးမယ်ခင်ဗျာနော်ဒီ account မှာဖြစ်နေတဲ့ error နဲ့ပတ်သက်ပြီးအတွက် ် Helen Sport တစ်ချက်နေမယ်ပြီးရင် Sport in Boss တစ်ချက်နေမယ်ဒီကြံတဲ့ဟာတွေကျွန်တော်တစ်ချက်ဖြတ်လိုက်မယ်ရှုပ်လို့ပေါ့နော်ပြီးရင် UR alert တစ်ချက်ထောက်သွားမယ်ဆိုဒီမှာ corporate content အများကြီးရှိရပေါ့နော်ဒီ account က ဒီ video တင်ပြီး content တင်ပြီးဝင်ဝင်ရှာနေတဲ့ account ဖြစ်တယ်ပေါ့နော်။သူရထားတဲ့ပိတ်ဆံဆိုလို့ရှိရင်လည်းဒေါ်လာ3000အထက်ရှိတယ်။အိမ်တော့ဆိုလို့ရှိရင်သူကဒေါ်လာ2000အထက်ပုံမှန်လေးရနေချက်ဖြစ်တယ်။အခုတစ်ခေါက်မှတော့သူရဲ့ account မှာ straight ထိသွားခဲ့တဲ့အတွက်ကြောင့်မို့ဒီ Facebook ရဲ့ knowledge နဲ့ပါတဲ့အတွက်ကြောင့်မို့သူများ content ယူပြီးသုံးတဲ့အခါမှာ straight ထိပြီးမှမှရှိအပိုင်း suspended ဖြစ်သွားခဲ့တဲ့အတွက်ကြောင့်မို့ မရှိအပိုင်းမှာ error တက်တယ်ပြီးလို့ရှိရင်သူ့စာကျန်တဲ့အပိုင်းမှာလည်း error အများကြီးတက်ထားမှာဒီဥစ္စာအားလုံးက error ဖြစ်ပါတယ် copy content ဖြစ်တယ်အခုလိုမျိုးဖြစ်သွားခဲ့တဲ့ဆိုရင်တော့မရှိအပိုင်းကိုထိခိုက်ပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်ဒီဥစ္စာ၃ခုလောက်ကျွန်တော်ဖွင့်မှာကျွန်တော်ဖျက်ပြပေးမှာဖြစ်ပါတယ်တကယ်တမ်းတော့ဒီဥစ္စာအားလုံးကျွန်တော်ဖျက်ပြီးသွားရမယ်တစ်ခုချင်းဒီကျွန်တော်ဗီဒီယိုထဲမှာဖျက်ပြမယ်ဆိုရင်အချိန်အရန်ကြာတဲ့အတွက်ကြောင့်မို့ပထမတော့ကျွန်တော်အခု၃၀လောက်ကျွန်တော်ဖျက်ပြီးသွားပြီဒါမှအခုတော့မှပဲနည်းတာမဟုတ်ရှိသေးရပါတော့နော်အဲ့တော့ကျွန်တော်၃ခုကျွန်တော်ကျွန်တော်ဖျက်ပြပေးမယ် ဒီဥစားသူတင်တဲ့ content ဆိုရင်ဒီတချို့ content တွေကအမြင်မတော်တဲ့ content ဖြစ်တယ်လို့ကျွန်တော် Facebook က remove လုပ်ပြီးသွားခဲ့တယ်။အဲ့တော့ကျွန်တော်ဒီဥစားပြလို့မရပြလို့ရှိရင်ကျွန်တော်ရဲ့ page လေးထိခိုက်နိုင်တဲ့အတွက်ကြောင့်ကျွန်တော်သူ့ရဲ့ yes solution ထောက်လိုက်မယ်။ yes solution ထောက်ပြီးကျွန်တော်ဒီဖက်တစ်ချက်နေပြီးမှကျွန်တော်ဒီဖက်မှာ delete နေပြီးသွားမယ်။အကယ်လို့ဒီဥစား delete နေတဲ့ button မပါအောင်ဆိုရင်ဒါ Facebook က automatic ဖြတ်သွားခဲ့တယ်ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်နောက်တစ်ခုကျွန်တော်ပြပြမယ်။ အခုလိုမျိုးဗီဒီယိုတွေ content တွေနောက်ခံတချင်းတွေထည့်သွားလို့မရပါဘူး address တွေဟောစာ c detect တချင်းနေပြီးတော့မယ်ဘယ်နေရာမှာ error တက်တယ်လဲဆိုပြီးကျွန်တော်အချက်ကြည့်မှဆိုရင်ဒါ audio အပိုင်းပေါ်တော့ပြောမဆိုရင်တော့ဒီမှာနောက်ခံတချင်းတွေပါတယ်အဲ့ဒီနောက်ခံတချင်းတစ်စင်း conflict ဖြစ်ရပါလိမ့်မှာဆိုရင်59 second မှာ conflict ဖြစ်တဲ့အတွက်ကြောင့်အခုလိုမျိုးဖြစ်သွားခဲ့တဲ့ address တွေဟောစာဖြတ်သွားရပါမယ် ဒီနေရာမှာ3 option ပေးထားတယ်အကယ်လို့ကျွန်တော်တို့တင်တဲ့ video က original video ဖြစ်တယ်ဒါပေမဲ့နောက်ခင်တခြင်းကမတိနားမလဲပဲနဲ့အနေချင်းလေးပါသွားခဲ့တယ်ဆိုရင်တော့ဒီ accept change ဘာညာလုပ်လို့ရ accept change လုပ်တော့ခဲ့မယ်ဆိုရင်လည်းကျွန်တော် video နဲ့ကျွန်တော်တို့ဝင်ဝင်မရဘူးဒါပေမဲ့ဒီတခြင်းရဲ့ owner ကိုဝင်ငွေရမယ်ဖြစ်တော့ပေါ့နော်အဲ့တော့ကျွန်တော်ဒီဥစ္စာ video လဲ copy video ဖြစ်တယ်တခြင်းကလဲ copy video ဖြစ်တယ်ဆိုရင်တော့ video ကျွန်တော်တို့ဖြတ်လိုက်တာအကောင်းဆုံးဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ကျွန်တော်ချက်ဖြတ်လိုက်မယ် ကျွန်တော်ရှိမှာ service line အဲ့လိုရှိရင်ပေါ့နော်ဒီ price point ဆိုင်နဲ့ပတ်သက်ရစိတ်ချရလားဆို100%စိတ်ချရပါတယ်ဘယ်သူ message မကျွန်တော်ဝင်ကြည့်တာမျိုးလည်းမရှိဘူးပေါ့နော်ဘယ်သူဥစ္စာမှရှုပ်တယ်မျိုးလည်းမရှိဘူးအလုပ်အပ်တဲ့ဥစ္စာပဲကျွန်တော်တို့လုံဆောင်သွားပါတယ်အဲ့တော့ကျွန်တော်ဒီမှာတစ်ချက်ကြည့်မယ်ဒီဥစ္စာလည်းနောက်ခံတခြင်းကတစင်းထိတဲ့အတွက်ကြောင့်မို့ဒီဥစ္စာဖြတ်ဖို့ဆိုရင်တော့အခုနောက်အတိုင်းကျွန်တော် CTT တစ်ချက်ပြန်သွားမယ်ဒီဥစ္စာမလေးဒီမှာပေါ့နော်ကော်ဖီရထိတာဆိုတော့3မိနစ်နဲ့30စက္ကန့်မှာထိထားတဲ့အတွက်ကြောင့်မို့ continue ချက်ပြန်နေမယ် ကျွန်တော်အချက်ပြန်နေမယ်နောက်တစ်ချိန် continue နေမယ်ဘာလို့ mute video တစ်ချက်နေမှာပေါ့နော် delete video နေမယ်အဲ့တော့ကျွန်တော်ပြန်မှ video နောက်တစ်ခုကျွန်တော်ဖြတ်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နည်းနည်းအောက်ဆင်သွားပြီးမှာအခုဒီဥစ္စာမှာဆိုရင်ဒီဖျားဥစ္စာနဲ့ပတ်သက်ပြီးတင်သွားခဲ့တယ်ကိုကိုကိုွယ်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးတင်သွားတော့အရန်ကောင်းတယ်ခင်ဗျာဒါပေမဲ့ significant ချက်လေးတွေရှိရပေါ့နော် original မဟုတ်ဘဲနဲ့ သူများဥစ္စာယူသုံးမယ်သူများ page ကယူသုံးမယ်ဆိုမရပါဘူးအကယ်လို့ကျွန်တော်တို့ page မှာ copy video တင်ရှင်နေ copyright လည်းမလာစေချင်ဘူးဆိုရင်တော့ကျွန်တော်တင်တဲ့အထက်မှာကျွန်တော်ပြပေးထားတဲ့ copy video တွေကိုပြန် edit လုပ်ပြီး copy looking edit လုပ်ပြီးမှ page မှာတင်ပြီး facebook account မှာတင်ပြီး content moderation နဲ့ဝင်ငွေရှာတော့ရတယ် phone တမိုင်းဆိုလည်း phone နဲ့ edit လုပ်တော့ရတယ် pc laptop တမိုင်းဆိုရင်လည်းပို့ပြီးလို့ရတယ် pc laptop နဲ့ edit လုပ်ပြီးတင်တော့လို့ရတယ်ဝင်ငွေရှာတော့ရတယ်ပေါ့နော်အဲ့အတွက်ဒီလို subscribe ဖို့ဆိုကျွန်တော်ဒီမှာ yes ဆိုလေးတစ်ချက်ထောင်းမယ် just ဆက်လိုက်ထားပြီးစင်ကျွန်တော် defense ကတစ်ချက်ပြန်နေပြီးမှကျွန်တော်ဒီအနေနဲ့ delete နေပြီးမှတွားလိုက်ပါမယ်ခင်ဗျာနော်အခုလိုမျိုး content တွေရှိတဲ့အတွက်ကြောင့်မို့ page မှာ error လေးတက်တာဖြစ်ပါတယ်ခင်ဗျာအခုလိုမျိုး content တွေကျွန်တော်တို့ထားလို့မရပါဘူးနော် ျွန်တော် account မှာအခုလို content ထားလို့မရအောင်အခုလို content ထားမယ်ဆိုရင်ကျွန်တော် account မှာ error တွေတက်ပါတယ်အဲ့အတွက်ကျွန်တော် account ကနေအလုပ်လုပ်တဲ့ account ကနေဝင်ငွေရှာရှင်နေဆိုလို့ရှိရင်တော့ account ရဲ့ significant ချက်လေးအနေချင်းတော့နားလေသဘောပေါက်ရတယ်ဒီ copy video copy တက်ပုံတွေ copy စာသားတွေတင်လို့မရဘူးစာသားတွေတင်တဲ့ခါမှာပဲ violation ဖြစ်တဲ့စာသားပေါ်တော့တူတူတက်တဲ့ခုတ်တဲ့ဥစ္စာနဲ့ပတ်သက်ပြီး sales ဆိုတဲ့ဥစ္စာနဲ့ပတ်သက်ပြီး comment box တွေမှာလည်းတူတူကြမ်းတမ်းပြတဲ့ဥစ္စာနဲ့ပတ်သက်ပြီးတင်သွားမယ်ရေးသွားမယ်ပြောသွားမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ Facebook account တွေက suspend ဖြစ်သွား နိုင်တဲ့အခုလိုအတိုင်း moderation suspended ဖြစ်မယ် rich append suspended ဖြစ်မယ် account ဝါမယ်နေမယ်ဆို rich initiation ကြမယ် attack possible ခဲ့တဲ့ဆိုရင် account က has been disabled ပါ냐ဖြစ်တော့ဖို့နိုင်ပါတယ်ခင်ဗျာနော်ဒါကြတော့ပထမ video ဖြစ်ပါတယ်ဒုတိယ video မှာကျွန်တော်တို့ဒီ aware on အစင်းအဖြစ်အောင်ဘယ်လိုလောက်ဆောင်သွားမလဲပြီးလို့ရှိရင်နောက်တစ်ချိန်ပြန်မှတ်ဒီ moderation suspended ဖြစ်တော့ဆိုနောက်တစ်ချိန်ပြန်မှတ်ဒုတိယ step အနေနဲ့ဘယ်လိုလောက်ဆောင်သွားမယ်ဆိုတော့ကျွန်တော် ပြောပြပြမယ်ဒါကြတော့ပထမ step အနေနဲ့ရှိသေးတယ်ကျွန်တော်တစ်ဆက်တဲ့ video လုပ်ပြီးသွားမယ်ဆိုအရင်ရှိသွားခဲ့မယ်အတွက်ကြောင့်ဒီ video ကျွန်တော်ဒီမှာဒီပဲရက်လိုက်ပါမယ် နောက်တစ်ခုဗီဒီယိုမှာပြန်ဆောင်ကြမယ်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်အကယ်လို့ကျွန်တော်ဗီဒီယိုကြိုက်နေတဲ့တဲ့ဆိုရင်အခြား group ပြင်ပါတယ် sharing လုပ်ဖို့နိုင်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်